တရုတ်နိုင်ငံကောင်းကင်မှာကဘာပြတ်တော့မလို့ကြီးကန်းတွေအပြည့်ဖြစ်နေရုတ်တရက်ကောင်းကင်ဟာမဲမောင်သွားပါတယ်နေမရှိတော့တယ်လို့ပါလေထဲမှာလည်းနတ်ဆိုင်နဲ့အတန်တစ်ခုပြန့်နှံ့လာပါတယ်အဲဒီနောက်မှာတော့ထူးဆန်းတဲ့မြင်ကွင်းတစ်ခုပေါ်ပေါက်လာပါတယ်အဝေးဆုံးအစွန်အဖျားကနေအနေရောင်ကြီးကန်းအများအများဟာအတူတူပြန်တန်းလာကြတာပါသူတို့ရဲ့အတောင်ပံတွေကကောင်းကင်ကိုမဲမောင်နဲ့တိမ့်တိုက်ကြီးလို့ဖုံးလွှမ်းသွားပါတယ် ခဏလေးအတွင်းမှာပဲနေအလင်းရောင်ပျောက်ကွယ်သွားပြီးကောင်းငင်ဟာလုံးဝအနှက်ရောင်ဖြစ်သွားပါပြီ။လမ်းလျှောက်နေတဲ့လူတွေအားလုံးလည်းရက်ပြီးကြောက်လန့်နေကြငေးကြည့်တာပေါ့။မျက်နှာတွေဟာလည်းဖြူဖြော့ကုန်ကြပါပြီ။အတန်ကလည်းမိုးချိမ့်တယ်မဟုတ်ပါဘူး။အရာကတော့ထောင်ပေါင်းများစွာသောအတောင်ပံတွေတပြိုင်တည်းရိုက်ခတ်နေတဲ့အတံမှာအဝေးပြေးလမ်းမကြီးပေါ်မှာရင်မောင်းတယောက်ကသူ့ကားကိုရက်လိုက်ပါလေ။ဒါကဘာကြီးလဲဗျာလို့အန်အသင့်စွာမေးလိုက်တာပေါ့။တခြားရင်မောင်းတွေလည်းရက်ကုန်ကြပါလေ။တော်တော်များများကကားတွေကဆင်းလာပြီးဖုန်းတွေနဲ့ဗီဒီယိုတွေရိုက်ကြပါလေ ကောင်းငင်ကကဘာကြီးရဲ့အဆုံးသက်လို့ဖြစ်နေပါရည်။တယောက်ကလည်းဆက်တွေမဟုတ်ကြီးကန်းတွေပြအများကြီးပဲလို့ဩပြောနေပါရည်။ကောင်းငင်ကိုဖုံးလန်းသွားတဲ့ကြီးကန်းတွေရက်အတော်ကြောင်ဒီလိုပဲထက်ခါထက်ခါဖြစ်နေကြတာပါ။အနေရောက်ကြီးကန်းတွေဟာဘေကျင်း၊ဟေပေ၊ဟိုင်နန်၊စီချွန်းအတွင်းမိုဂိုလီးယား၊ယူနန်နဲ့အန်ဟွေစတဲ့ပြည်နယ်များစွာမှာပေါ်လာကြပါရည်။သူတို့ပြန်တန်းသွားတဲ့နေရာတိုင်းမှာနေကင်းဘတ်ဟာညဘတ်ဖြစ်သွားပါလိမ့်မျိုးတွေတစ်ခုလုံးဟာရွေလျားနေတဲ့အရိပ်တွေဖုံးလွှမ်းနေပါလိမ့် ဒီအဖြစ်ပြက်ရဲ့ဗီဒီယိုတွေဟာအွန်လိုင်းပေါ်မှာအလီအမြန်ပြန့်နှံ့သွားကြပါရည်ဒါကိုလည်းလူတန်းပေါင်းများစွာကြည့်ရှုခဲ့ကြပါရည်ဒါကဘလို့နမိတ်မျိုးလဲလို့တယောက်ကလည်းရေးသားပါရည်ကောင်းကင်ကတတိပေးနေတယ်လို့ပဲခံစားရတဲ့အကြောင်းလည်းပြောပါရည်တရုတ်နိုင်ငံကလူတော်တော်များများကတော့ဒါကိုတမ်းမှန်အဖြစ်ပြက်လို့မမြင်ကြပါဘူးတရုတ်ယဉ်ကျေးမှုမှာအကြီးကန်းတွေဟာတမ်းမှန်ငှက်တွေမဟုတ်ပါဘူးသူတို့ကိုတည်ဆုံးခြင်းနဲ့ဝန်ထဲခြင်းရဲ့သင်္ကေတအဖြစ်ရှုမြင်ကြပါရည်ရှေးခေတ်စာအုပ်တွေမှာလည်းသူတို့ဟာဘေးအန္တရာယ်ရဲ့လက္ခဏာအဖြစ်ဖော်ပြထားပါရည် အတိတ်တုန်းကအင်ပါယာတွေစတင်ပြိုလဲတဲ့အခါရေကြီးတာဓာတ်မှုစစ်ပွဲတွေဖြစ်လာတဲ့အခါကောင်းငင်ဟာကြီးကန်းတွေနဲ့ပြေးနှံသွားတာကိုအရင်ကတွေ့ရတယ်လို့လူတွေကပြောခဲ့ကြပါတယ်။မှတ်ချက်ပေးသူတို့ကချင်းမင်းဆက်ရဲ့နောက်ဆုံးအချိန်တွေတုန်းကအင်ပါယာမပြိုလဲခင်လူတွေကြီးကန်းအများကြီးကိုတွေ့ရဘူးတယ်လို့ရေးသားပါတယ်။အခုလဲသူတို့ပြန်ရောက်လာပြီလို့ဒီလူကထပ်ဖြည့်ပြောပါတယ်။အစိုးရရာရှိတွေကတော့ဒီကြောက်ရွံ့မှုကိုပယ်ချခဲ့ပါတယ်။ထူးဆန်းတာဘာတစ်ခုမှမတွေ့ရဘူးလို့ပြောပါတယ်။ထူးဆန်းတဲ့ရာသီဥတုဓာတ်မှုငလင်တွေလည်းမရှိခဲ့ဘူးလို့ဆိုပါတယ်။ ဒါပေမဲ့လူတော်တော်များများကတော့အစိုးရကိုမယုံကြည်ကြပါဘူး။အစိုးရကဘာမှဖြစ်ဘူးလို့အမြဲပြောနေကြတာပဲလို့ online အသုံးပြုသူတယောက်ကကြေတာပါရီ။ဒီကိစ္စနဲ့ပတ်သက်ပြီးနောက်တစ်ယောက်ကလည်းလူသားတွေထံအမြဲတမ်းတရိတ်ဆန်တွေကအရင်သိတယ်။တဘာဝတရားမမျှတာတဲ့အခါသူတို့ကပထမဆုံးတုံ့ပြန်ကြတာပဲလို့မှတ်ချက်ရေးခဲ့ပါရီ။အော်တိုဘာလ16ရက်နေ့မှာအတွင်းမွန်ဂိုလီးယားကလူတွေဟာအတော်လေးအန်အသင့်စရာကောင်းတဲ့မြေခွေတစ်ခုကိုတွေ့ခဲ့ရပါရီ။အရာကတော့မရည်သွန်းနိုင်တဲ့ကြီးကန်းတွေဟာအယက်မျက်နှာအားလုံးကနေလာတာကြောင့်ကောင်းငင်ရဲ့အစွန်အပြားဟာအနှက်ရောင်ဖြစ်သွားတာပါ တို့ရဲ့အတောင်ပံတွေကအေယာမှာတက်ရှိတိန်တကြီးတစ်ခုလိုတညီတညွတ်ထဲရွေးရှားနေပါ रे လူတွေဟာမလုံမရက်ရက်ကြီးခဲ့ကြပါ रे ခနာတာတော့အတောင်ပံခက်တန်ကလွယ်လို့အရာအလုံးတိတ်ဆိတ်နေပြီးအချိန်တွေရက်တန်သွားတယ်လို့ခံစားရပါ रे အလားတူမြင်ကွင်းတွေဟာစီချွမ်းရဲ့ကျေးလက်ဒေတာနဲ့ဘေကျင်းရဲ့စင်ညမုံရက်ွက်တွေမှာလည်းဖြစ်ခဲ့ပါ रे ဒီဖြစ်ပျက်ကိုမျက်မြင်တွေ့သူတချို့ကငှက်တွေဟာဘဲကားမှမသိရောက်လာတယ်လို့ပြောကြပါ रे တချို့ကလည်းကြီးကန်းတွေဟာလေထဲမှာရှိတဲ့မမြင်နိုင်တဲ့စွမ်းအားတွေကိုလိုက်လာတာဖြစ်နိုင်တယ်လို့ယုံကြည်ကြပါ रे ကြောင့်ရင်သူတွေကတော့အကြောင်းရင်းဟာယာစီဥရုပြောင်းလဲမှုဒါမှမဟုတ်နေထိုင်ရာတွေပျက်စီးတာဖြစ်နိုင်တယ်လို့ပြောပါရယ်။ဒါပေမဲ့အုပ်စုဖွဲ့ပြန်တက်မှုရဲ့အရွယ်အစားနဲ့အချိန်ကြိုက်ပေါ်လာတာဟာမူမမှန်ပါဘူး။လူအများစုကဒါကိုဒီလောက်ထိယိုးရှင်းတဲ့အကြောင်းပြချက်နဲ့ရှင်းလို့မရတဲ့အကြောင်းလဲထင်ခဲ့ကြပါရယ်။အွန်လိုင်းမှာတော့တိတ်ဆိတ်တဲ့ကြောက်ရွံ့မှုတွေစတင်ကြီးထွားလာခဲ့ပါရယ်။ဒါကငှက်တွေတသက်မဟုတ်ဘူးလို့တယောက်ကရေးပါရယ်။ဒါကသတင်းစကားလို့ဆိုပါရယ်။နောက်တစ်ယောက်ကလည်းတဘာဝတရားကကျွန်တော်တို့တခုခုပြောဖို့ကြိုးစားနေတာ။ဒါပေမဲ့ဘယ်သူမှနားမထောင်ကြဘူးလို့ထပ်လောင်းပြောခဲ့ပါရယ်။ အရှေ့တိုင်းနဲ့အနောက်တိုင်းရင်ကျေးမှုနှစ်ခုစလုံးမှာကြီးကန်းတွေဟာမှောင်မိုက်ခြင်းနဲ့နည်းနည်းမှုကိုကိုးစားပြုပါရယ်အနောက်တိုင်းယုံကြည်မှုတွေမှာသူတို့ဟာတည်ခြင်းနဲ့အဖို့တွေဒါမှမဟုတ်တမလုံလောကကိုစောင်းလျှောက်တဲ့ဝိညာဉ်တွေအဖြစ်ရှုမြင်ကြပါရယ်အရှေ့တိုင်းယုံကြည်မှုတွေမှာတော့လူလောကနဲ့တမလုံလောကကြားကသတင်းပေးပို့သူတွေဖြစ်ပါရယ်ရှေးစကပုံတစ်ခုကကြီးကန်းနေအော်တဲ့အခါကံဆိုးမှုမှောင်ကြဖို့နီးပြီလို့ဆိုပါရယ်ဒါပေမဲ့အခုတော့အော်နေတာကြီးကန်းအနေငယ်မဟုတ်ပါဘူးတန်းနဲ့ချီတဲ့ကြီးကန်းတွေဖြစ်နေပါရယ်လူတွေက တို့ကကျွန်တော်တို့ကိုဘာလို့တတိပေးဖို့စ조사နေတာလဲ။ကောင်းငင်ကဒီနမိတ်ကဘာလဲလို့မေးစာပြူလာပါရီ။တမိုင်းတစ်လျှောက်မှာကြီးမားတဲ့အပြောင်းလဲတွေမဖြစ်ခင်တဘာဝရဲ့လက္ခဏာတွေပေါ်ခဲ့ဘူးပါရီ။အကျင့်ပြတ်ခြားစားမှုတွေကြီးထွားလာပြီးလူအဖွဲ့အစည်းတွေအားနေလာတဲ့အခါမုံတိုင်းတွေငလင်တွေကောင်းငင်ဘော်ကအလင်းရောင်တွေဒါမှမဟုတ်တိရစ္ဆာန်တွေထူးဆန်းစွာပြုမူတာတွေလိုမျိုးထူးဆန်းတဲ့အရာတွေဖြစ်ခဲ့ကြပါရီ။ဒီလက္ခဏာတွေဟာစစ်ပွဲတွေ၊ဘေးအန္တရာယ်တွေ၊ဒါမှမဟုတ်ခေါင်းဆောင်တွေပြိုလဲတာတွေမတိုင်ခင်ရောက်လာတတ်ပါလေ။ဒီကြီးကန်းတွေဟာတတိပေးချက်အစ်စ်တမျိုးဖြစ်ကောင်းဖြစ်နိုင်ပါလေ ရှေးကဘာကြီးကပြန်ပြီးစကားပြောဖို့ကြိုးစားနေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ကောင်းငင်မှောင်မဲသွားတဲ့အခါကဘာမကြီးကသူ့ရဲ့နာကျင်မှုကိုပြန်အမှတ်ရနေတာလည်းဖြစ်နိုင်ပါတယ်။ဒီကြီးကန်းတွေကအဆုံးသက်ကိုယူဆောင်လာတာမဟုတ်ပါဘူး။အဆုံးသက်ကစတင်နေပြီဆိုတာကိုပဲလူသားတွေကိုတတိပေးနေတာဖြစ်တယ်လို့တော့တချို့ကပြောဆိုပါတယ်။အဲဒီချိန်တုန်းကတရုတ်ကွန်မြူနစ်ပါတီဟာဘေကျင်းမှာဆုဒ္ဓအချိန်မြောက်ညီလာခံအောင်ကျင်းပနေချိန်ဖြစ်ပါတယ်။ဒီအစည်းအဝေးကပုံမှန်အတိုင်းဖြစ်ရမှာပါ။ဒါပေမဲ့တနိုင်ငံလုံးမှာထူးဆန်းတဲ့အရာတစ်ခုဖြစ်ခဲ့ပါတယ်။ကြီးကန်းအမြောင်များဟာတပြိုင်တည်းထဲပြီးနေအများစွာမှာပေါ်လာခဲ့တာပါ။ ဟေပေကနေဟိုင်နန်အထိစီချွမ်းကနေအတွင်မွန်ဂိုလီယာအထိကြီးကန်းအုပ်ကြီးတွေကောင်းငင်ကိုဖုံးလန်းနေပါတယ်။သူတို့ကကြက်ကျိုးနဲ့ချန်ဒူးလိုမျိုးကြီးတွေပေါ်မှာပြောင်းဝဲနေပါတယ်။သူတို့ရဲ့အော်ဒန်တွေကလေထဲမှာပဲ့တင်နေထန်နေပါတယ်။အနယောင်ငှက်တိန်တိုင်းကြီးတွေရဲ့ဗီဒီယိုတွေဟာညာတညာထဲမှာပဲနာမည်ကြီးသွားခဲ့ပါတယ်။လူတွေကဒီကြီးကန်းအုပ်ကြီးဟာအရာလုံးကိုဖုံးလန်းနေတဲ့တက်ရှိအရေးကြီးတစ်ခုလိုပဲလို့ပြောပါတယ်။ထူးဆန်းတာတွေအများကြီးမြင်ဘူးသူတွေကတော့ဒီလိုမြင်ကွင်းမျိုးတစ်ခါမှမမြင်ဘူးလို့ဆိုပါတယ်။ တောင်ရှာလို့ခေါ်တဲ့နေရာတစ်ခုမှာလည်းမြင့်မြင့်တသေးတွေကအကြီးကန်းအော်တန်ကိုနှစ်နိုင်ကြာကြားခဲ့ရတယ်လို့ပြောပါရယ်အတန်ကိုလမ်းပြောင်းနေတဲ့ဝင်းကြီးတွေရဲ့တံပြိုင်တီးလို့တောင်တင်စားခဲ့ကြတာပါတချို့လူတွေကလေထဲမှာလျှက်စီးလက်နေတယ်လို့မျိုးခံစားရတယ်လို့ပြောပါရယ်တချို့ကလည်းကဘာကြီးကသူတို့အောက်မှာရွေရှားနေတယ်လို့မူးဝေနေပြီလို့ဆိုပါရယ်အစိုးရရာရှိတွေကတော့ပြည်သူလူထုကိုထပ်ပြီးစိတ်အေးအောင်ကြိုးစားခဲ့ပါရယ်ကြီးကန်းတွေဟာယာတိအလိုက်ရွှေ့ပြောင်းနေုံတသက်ပဲလို့ပြောတာပါဒါပေမဲ့ဒီလိုယုံကြည်သူတွေကအယံနေပါရယ် online အသုံးပြုသူတွေကကြီးကန်းတွေကရွှေပြောင်းတဲ့ငါမဟုတ်ပါဘူးသူတို့ဟာတေးဆုံးမှုရှိတဲ့နေရာမှာပဲနေတာလို့ပြောပါရီနောက်တစ်ယောက်ကလည်းကောင်းကင်အနှဲရောင်ဖြစ်သွားတဲ့အခါကြီးမားတဲ့အရာတစ်ခုတေးဆုံးနေတာဒါမှမဟုတ်မွေးဖွားနေတာဖြစ်လိမ့်မယ်လို့ရေးသားခဲ့ပါရီကြီးကန်းတွေအော်ရင်ဘေးရန်နေရနေနေပြီသူတို့ခေါင်းမိုးပေါ်မှာဝဲရင်ကဘာကြီးပြောင်းလဲလိမ့်မယ်ဆိုတဲ့ရှေးစကားပုံတွေကလူတွေရဲ့စိတ်ထဲကိုပြန်ရောက်လာပါရီဒီစကားတွေဟာရှေးအောင်ပုံမြင်တတ်မဟုတ်တော့ပဲယနေ့အတွက်သတိပေးချက်တစ်ခုလို့ခံစားနေကြပါရီတချို့လူတွေကငလင်းနေလှုပ်တော့မယ်လို့တီတူပြောဆိုပါရီ တချို့ကလည်းပိုးဆိုးတဲ့အရာတခုဖြစ်တော်မယ်လို့ထင်ကြပါရစ်။မိုးရွာတဲ့မုန်တိုင်းမဟုတ်ပဲကံကြမ်းရဲ့မုန်တိုင်းဖြစ်လိမ့်မယ်လို့ယူဆတာပါ။ဖြစ်ပြနေတဲ့အချိန်ကလည်းအရန်ကိုအံဝင်ခွင့်ကျဖြစ်နေပါရစ်။တရုတ်ကောင်းဆောင်တွေကပေကျင်းမှာနိုင်ငံရဲ့အနာဂတ်ကိုဆွေးနွေးဖို့တွေးဆောင်နေကြပါပဲ။တနိုင်ငံလုံးရဲ့ကောင်းကင်ဟာတည်ခြင်းနဲ့ပြောင်းလဲခြင်းသင်္ကေတတွေပြည့်နှက်နေပါရစ်။အင်တာနက်အသုံးပြုသူတွေကရှေးခေတ်တုန်းကမင်းဆက်ရဲ့အလင်းရောင်မှီးမိန်လာတဲ့အချိန်ကြီးကန်းတွေကအရင်ဆုံးပါလာတာပါ။ကြီးတော့တိတ်ဆိတ်မှုကလိုက်လာတယ်လို့ရေးသားခဲ့ပါရစ်။ တရုတ်နိုင်ငံရဲ့တမိုင်းတလျှောက်မှာထူးဆန်းတဲ့သဘာဝဖြစ်ရပ်တွေဟာအ धिक ပြောင်းလဲမှုတွေဖြစ်တဲ့စစ်ပွဲကြီးတွေရေကြီးမှုတွေနဲ့အုပ်စိုးသူတွေပြိုလဲတာတွေမတိုင်ခင်မှာမကြာခဏပေါပောက်ခဲ့ပါရင်အခုလဲပါတီအစည်းအဝေးဆက်လက်ဖြစ်ပွားနေချိန်မှာလူတွေကပေကျင်းအောင်အာယုံဆိုင်စောင့်ကြည့်နေပါရင်ကြီးကန်းတွေဟာတတိပေးချက်တသက်မဟုတ်ပဲပြောင်းလဲမှုစတင်နေပြီဆိုတဲ့လက္ခဏာဖြစ်မလားလို့လူအများကတွေးတောကြတာပါကောင်းကင်မှာဒီလိုဖြစ်နေချိန်မှာပဲတရုတ်နိုင်ငံရဲ့ကားလုပ်ငန်းမှာလည်းလုံးဝကွဲပြားတဲ့ပြဿနာတစ်ခုပေါ်ပေါက်နေပါရင်ကြီးမားတဲ့ကားကုမ္ပဏီကြီးဖြစ်တဲ့ BYD က သူတို့ရဲ့ကားတွေကိုနောက်ထပ်ပြန်လဲတင်ဆက်မှုပြုလုပ်နေတဲ့အကြောင်းကြေညာခဲ့တာပါ BYD ဟာတရုတ်နိုင်ငံမှာလျှက်စစ်ကားနဲ့ hybrid ကားတွေထုတ်လုပ်တဲ့အကြီးဆုံးကုမ္ပဏီတစ်ခုပါသူတို့ကဒီနေ့အစောပိုင်းမှာလည်းကားအများအပြားပြန်တင်ဆက်ခဲ့ပြီးပါပြီအခုတစ်ခါမှလည်းဘေးအန်းရဲ့ကင်းရှင်းပြဿနာတွေကြောင့်ကားအစီတသိန်း13000ကိုပြန်လဲတင်ဆက်ခဲ့ပါတယ်အော်တိုဘာလာ18ရက်နေ့မှာကုမ္ပဏီကကားမျိုးစား2မျိုးဖြစ်တဲ့2015ခုနှစ်ထုတ် Tank Series နဲ့ Yon Pro Model ကားတွေပါဝင်တယ်လို့ပြောပါတယ် ပထမအုပ်စုမှာ2015ခုနှစ်မတ်လနဲ့2016ခုနှစ်ဇူလိုင်လကြာထုတ်ခဲ့တဲ့တန်ကားအစီ4400ကျော်ပါပါတယ်။ဒီကားတွေမှာမော်နီတာထိန်းချုပ်စနစ်မှာဒီဇိုင်းချိုးရင်းချက်ရှိပါတယ်။ဒီချိုးရင်းချက်ကြောင့်တချို့အခြေအနေတွေမှာကားရဲ့လျှက်စစ်မောင်းနှင်မှုစနစ်အလုံးမလုံးတော့တာမျိုးဖြစ်စေနိုင်ပါတယ်။ဒုတိယအုပ်စုမှာတော့2020ခုနှစ်ဖေဖော်ဝါရီလနဲ့2022ခုနှစ်ဩဂုတ်လကြာထုတ်လုပ်ခဲ့တဲ့ Yuan Pro ကားအစီ9000ကျော်ပါပါတယ်။ဒီကားတွေမှာ power battery ရဲ့ဓာတ်ငွေ့လုံ rubber တွေကိုမှာရင် တက်စင်တာကြောင့် ဘက်ထရီတွေရဲ့ရေစိုးခံနိုင်စွမ်းကိုရောကြစေပါတယ်။တန်ကားတွေအတွက်တော့ BYD က software ကိုအစင်းမြင့်တင်ပေးမယ်လို့ပြောပါတယ်။ Yuan Pro ကားတွေအတွက်တော့ဘက်ထရီကိုရေစိုးခံနိုင်ဖို့အထူးဖုံးပစ္စည်းထပ်ထည့်ပေးမယ်လို့ဆိုပါတယ်။ WeChat ပေါ်ကကားသတင်းအကောင့်တစ်ခုကလည်းတန်မော်ဒယ်ရဲ့ပြဿနာဟာဒီဇိုင်းချိုးရင်းချက်ကနေဖြစ်လာတယ်လို့ရေးသားခဲ့ပါတယ်။ဒီချိုးရင်းချက်ကြောင့်အမြန်တုံးမြင့်မောင်းနေတဲ့အခါပရိုဆာတွေဖြစ်နိုင်ပြီး IGBTS လိုမျိုးအရေးကြီးတဲ့အစိပ်ပိုင်းတွေပါပျက်စီးနိုင်တာပြင်ဆင်စရိတ်ကြီးမားနိုင်တယ်လို့ဆိုပါတယ်။ ယွမ်ပရိုမော်ဒယ်အတွက်တော့လမ်းဆွဆွနေတဲ့အချိန်မှာအမြန်မောင်းရဲ့ဘက်ထရီတဲကိုရေစိမ့်ဝင်လာပြီးမောင်းနေနေစဉ်အတွင်းရုတ်တရက်ပါဝါပြတ်တောက်မှုဖြစ်စေနိုင်တာကြောင့်အန်ရရှိတယ်လို့သတိပေးပါရစေ။ Radian Gaming လို့ခေါ်တဲ့ WeChat account တစ်ခုကလည်း Tan Series ရဲ့ပြဿနာကိုအမြန်မပြင်း clear စစ်မောင်းနေမှုပတ်လမ်းမှာတန်ကြီးတက်စေနိုင်ပြီးရုတ်တရက်ပါဝါပြတ်တောက်ကတိုက်မိနိုင်ခြင်းရှိတယ်လို့သတင်းပေးပို့ခဲ့ပါရစေ။ဒီပြဿနာနှစ်ခုစလုံးမှာတူညီတဲ့အချက်တစ်ခုရှိပါရစေ။အဲဒါကတော့စက်ရုံစစ်ဆေးမှုတွေလုံနေတော့မှလွယ်လွယ်နဲ့ရှာမတွေ့နိုင်သေးပါဘူး။ ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှပြင်းထန်တဲ့ baking area တွေဖြစ်လာနိုင်တာပါဒီလိုကြီးမားတဲ့ပြန်လည်တင်ဆက်မှုတွေဟာ BYD ကားကုမ္ပဏီရဲ့ထုတ်လုပ်မှုစနစ်မှာဒီဇိုင်းအနေနဲ့အရေးသွေးထိန်းချုပ်မှုအထိနက်ရှိုင်းတဲ့ပြဿနာတွေရှိနေတယ်ဆိုတာပြသနေတယ်လို့အစီရင်ခံစာတွေကဆိုပါတယ်ကုမ္ပဏီအနေနဲ့ဖောက်တယ်တွေကိုအမှန်တကယ်ကားဝယ်ဖို့အတွက်ပြဿနာရဲ့လက္ခဏာကိုမဟုတ်ပဲအရင်းမြစ်ကိုဖြေရှင်းဖို့လိုအပ်ပါတယ်ကျွန်းကျင်သူအများအပြားကတော့ပြန်သိမ်းဆည်းမှုတွေဟာဘေးကင်းရေးအတွက်လိုအပ်တယ်လို့ပြောကြပါဗျ။ဒါပေမဲ့ဒီအရာတွေဟာဒီဇိုင်းနဲ့ထုတ်လုပ်တဲ့အဆင့်မှာဖြည့်ရှင်းရမယ် ပုံမှန်နဲ့ဆိုင်တဲ့ပြဿနာတွေပါဖော်ပြနေတာပါ။ဒါကြောင့်ကောင်းငင်ဟာကြီးကန်းတွေနဲ့ပြင်းထန်နေတဲ့အချိန်တရုတ်နိုင်ငံဟာသူ့ရဲ့စက်ယုံတွေလုပ်ငန်းတွေနဲ့စနစ်တွေထဲမှာမြေပြင်ကနေပြဿနာတွေကိုရင်ဆိုင်နေရပါတယ်။တချို့ကကြီးကန်းတွေရဲ့တဘာဝရဲ့သတိပေးချက်အဖြစ်ရှုမြင်ကြပါတယ်။တချို့ကတော့နိုင်ငံရဲ့စိတ်ခေါ်မှုကိုသတိပေးနေတာအဖြစ်ရှုမြင်နေတဲ့အကြောင်းဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။